အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့သင်္ကြန်ဆန်ဖြစ်ပါတယ်ကျွန်တော်ကအခုလက်ရှိမှာချင်းမယူနီဗာစီတီမှာ Economic Specialization နဲ့ဒုတိယနှစ်မှာပညာသင်ကြားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်အာကျွန်တော်ဒီနေ့မှာတော့ဆုရတန် Foundation ကပေးတဲ့ Scholarship အကြောင်းကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ video လေးထဲမှာဒီဆုရတန် Foundation ကိုဘယ်လိုလျှောက်ရမလဲလျှောက်တဲ့အခါမှာဘာတွေလိုအပ်မလဲပြီးလို့ရှိရင်ဒီ Scholarship ကိုရတဲ့အခါမှာဘယ်လိုမျိုးအကျိုးကျေးဇူးတွေရမလဲ ့ကိုယ်အနေနဲ့ဒီ scholarship foundation ကိုဘယ်လိုပြန်ပြီးတော့ contribution တွေလုပ်ပေးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အာဆိုတော့ပထမဆုံးအနေနဲ့ဒီစုမြတ်တန်ဖောင်ဒေးရှင်းကပေါ့နော်အခုဒီ2025နိုဝင်ဘာ၂ရက်နေ့မှာပြန်ပြီးတော့ application ဖွင့်မယ်ပေါ့နော်နောက်ထပ်ចောင်းသားအသစ်တွေခေါ်ယူမယ် အာပြီးလို့ရှိရင်ဒီသူ့ရဲ့အာ deadline ကတော့31 December ဆိုတော့နှစ်လလောက်အချိန်ရတယ်ပေါ့နော်ဆိုတော့နှစ်လအတွင်းမှာဒီ scholarship application တွေကိုပြင်ဆင်ပြီးတော့ရှောက်လာတင်ပေးရမှာဖြစ်ပါတယ် ဆိုတော့ဒီ Summitan Foundation ကိုဘယ်လိုစပြီးတော့တည်ထောင်ပြစ်ခဲ့တာလဲပေါ့နော်အဓိကတော့ဒီကျွန်တော်တို့ Summitan Foundation ကိုဦးဆောင်တဲ့ဦးလေးရဲ့သမီးလေးဖြစ်တဲ့ Summitan ကအသက်20ရွယ်မှာတည်ဆုံသွားတယ်ပေါ့နော်တည်ဆုံသွားတဲ့အခါမှာသူပညာသင်ဖို့လို့အတွက်ဆုခဲ့တဲ့အဆန်လေးကိုအော်တခြားလူတွေကိုပညာဆက်သင်ကြားပေးဖို့လို့အတွက်လူတန်းကျင်နေဆိုတဲ့အကြောင်းအရာနဲ့စပြီးတော့ဒီ Summitan Foundation ဆိုပြီးတော့စပြီးတော့တည်ထောင်လိုက်တယ်ပေါ့နော် အာဆိုတော့ပထမဆုံးအဆင့်အနေနဲ့ကတော့ဒီ Smithsonian Foundation ကို ရှောက်မယ်ဆိုလို့ရှိရင်ဒီ SCA ပြီးတော့ကြာတော့ရှောက်လွှာအရင်တင်ရတယ်ပေါ့နော်ကျွန်တော်တို့ပထမဆုံးရှောက်လွှာမှာဘာတွေပါလဲဆိုလို့ရှိရင်အာ SCA ၄ဘုတ်ရေးရတယ်ပေါ့နော်အာ SCA ၄ဘုတ်ကကြာတော့ပထမဆုံးအနေနဲ့ကတော့ကိုယ့်ရဲ့ current financial situations ကိုရေးပေးရတယ်ပြီးလို့ရှိရင်ဒီကိုကဒီចောင်းပြီးသွားပြီးဝယ်ရသွားပြီးဆိုတဲ့အခါမှာ မြန်မာနိုင်ငံအတွက်ဘယ်လိုမျိုးကြိုးပြန်ပြုမှာလဲကိုယ့်ရဲ့ future plan ရေးပေးရတယ်အဲပြီးလို့ရှိရင်ကိုယ့်အနေနဲ့ဒီ society အတွက်ဘယ်လို contributions တွေလုပ်ခဲ့ဘူးလဲ volunteer volunteer လုပ်ခဲ့ဘူးလားဒါမှမဟုတ်လို့ရှိရင်ဒီ projects တွေ activities တွေဘာတွေလုပ်ခဲ့ဘူးလဲအဲ့ဒါမျိုးရေးပေးရတယ်ပြီးလို့ရှိရင်ဒီ နောက်တစ်ခါကျတော့ additional information ပေါ့နော်ဒီ scholarship application ကိုစစ်တဲ့လူတွေဒီ scholarship application ကိုဖတ်တဲ့လူတွေပေါ့နော် scholarship ပုံအဖွဲ့ကိုအာကိုဒီထဲမှာရေးခွင့်မရလိုက်ပြီမဲ့လို့သူတို့သိစေချင်တယ်သိသင့်တယ်လို့ထင်တဲ့အကြောင်းအရာတွေဘာတွေရှိလဲပေါ့နော်အဲ့ဒါမျိုးရေးဖို့လို့အတွက်လဲသူတို့ကဒီအစင်းနေရာတနေရာခြံထားပေးတယ်ပေါ့နော်ဆိုတော့ ကျွန်တော်အနေနဲ့ကတော့ဒီဆုမြတ်တန်ဖောင်ဒေးရှင်း scholarship ရဲ့ application essay တွေကိုအရင်သဘောကျတယ်။ဘာလို့လဲဆိုတဲ့အခါကျတော့ကိုကအများကြီးလုပ်ထားတဲ့အခါကျလို့ရှင်ကိုရေးချင်တာသူတို့သိစေချင်တာ သိစေချင်တာရရန်များတယ်များတဲ့အခါကျတော့သူတို့မေးထားတဲ့ဟာတွေကပေါ့နော်ဒါ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 ရေးပေးပေါ့နော်အဲ့လိုမေးလိုက်တဲ့ essay ကောင်းစင်တိုင်းရလေတစ်ခုနဲ့တစ်ခုနဲ့သွားပြီးတော့ချိတ်ဆက်နေတယ်ဟို doc တွေကို corner လောက်ရတယ်လို့ပဲပေါ့နော်အဆက်ကလေးကိုလိုက်ပြီးတော့ချိတ်ဆက်ရတယ်လို့ပဲအကောင်လုံးရေးသွားတဲ့အခါမှာဘဝရဲ့ story တစ်ပုဒ်လိုဖြစ်သွားတယ် balance ဖြစ်တယ်ပြီးလို့ရှိရင် ဒီကိုလုပ်ထားတဲ့အကြောင်းအရာတွေကိုသိသိဆက်ဆက်ပေါ်ပြဖို့လို့တော့အခွင့်အရေးရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီပထမဆုံး application အတွက် SC ပေါ့နော် SC ပြီးသွားလို့ရှိရင်တို့ကဒီ SC အဆင့်မှာတို့ကြိုက်တယ်သဘောကျတယ်ဆိုရင်ကို interview အဆင့်ကိုခေါ်လိမ့်မယ် interview အဆင့်မှာလည်းကျွန်တော် interview တက်ဖို့သမျှရတဲ့မှာအကြိုက်ဆုံး interview ပဲဘာလို့လဲဆိုရင်ကျွန်တော် interview ဖြေတဲ့အခါမှာအရင်တည်တာ အကုန်လုံးကတေစာပေါက်ကိုယ့်ရဲ့အဆေးတွေကိုဖတ်ပြီးသွားပြီတေစာပေါက်နင်းဘယ်သူလဲဆိုတာသိတယ်အာပါအခုပါတယ်လုံးနေလဲအကုန်လုံးဒီဒီဖတ်ထားတာဆိုတော့စကားပြောရတာအရန်ကိုပဲအဆင်ပြေအင်တာဗျူးအချိန်ပြင်မှာအဲကိုကပါစိတ်ဝင်စားနေလဲဆိုတာသိတယ်သိတဲ့အခါကျတော့သူတို့ကလည်းသူတို့လိုချင်တဲ့အချက်တွေကိုဆွဲထုတ်တယ်ပေါ့နော်ကျွန်တော်ဘဝထဲမှာကျွန်တော်ဘဝမှာဒီတက်ခဲ့ဖို့တဲ့အင်တာဗျူး session တွေထဲမှာဒီ Smithsonian Foundation ရဲ့ interview session က အကြဆုံးနဲ့စကားပြောရတာအကောင်းဆုံးပဲလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဒီအန်ကင်းနဲ့စကားပြောတဲ့အခါမှာအင်တာဗျူးတစ်ခုလိုပဲမခံစားရတော့ဘူးနဲ့တကယ်ကိုပဲကိုယ့်ဘဝအကြောင်းကိုကိုယ့်ရဲ့ဒီဟိုဆရာတယောက်ကိုပြောပြနေသလိုသူဆရာနဲ့ကြံဉာဏ်တောင်းနေသလိုအဲ့လိုမျိုးခံစားရတယ်ပေါ့နော်။အာဆိုတော့ကြတော့ဒီလိုမျိုးအစ်စ်နေတော့ဖြတ်ကျော်ရမယ်ပေါ့နော်ဖြတ်ကျော်ရမယ်ဆိုပေမဲ့ ကျွန်တော်အတွက်ဒီဆုံးရတဲ့အာ scholarship application အတွေ့အကြုံ interview အတွေ့အကြုံကကျွန်တော်အတွက်ကုန်ကျန်းနေအများကြီးပြီးတယ်အာလုံးဝကိုပဲ experience count တစ်ခုလို့ကျွန်တော်ယူဆရပေါ့နော်ကိုကမရသွားဘူးဆိုရင်တောင်မှဒါက experience count တစ်ခုဖြစ်တယ်ပေါ့နော် ဆိုတော့ကိုအင်တာဗျူးပြီးသွားပြီအင်တာဗျူးဆင်ပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဟိုကိုဖြစ်ရမယ့်ဖောင်လေးရှိတယ်ပေါ့နော်ကိုကိုတို့ရွေးမယ်လို့ယူဆတယ်ရွေးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်ရလဲဆိုရင်ကျွန်တော်တို့ကဒီစတန်ဖောင်ဒေးရှင်းရဲ့ scholarship ဝင်တာတယောက်ဖြစ်တဲ့အခါမှာဒီ foundation ကိုပြန်ပြီးတော့ contribute လုပ်ရတာမျိုးတွေရှိတယ်ပြောရရင်ဒီ foundation ကို contribute လုပ်တယ်လို့တော့မဟုတ်ဘူးဒါပေမဲ့ဒီ foundation ရေးစီတည်တံ့မှုလို့အတွက် ဟိုတခြားကျွန်တော်တို့လူငယ်တွေရဲ့အကူအညီအများကြီးလိုရပေါ့နော်ဆိုတော့ဒီလူငယ်တွေကိုပညာသင်ဆုပေးရတာအထူးသဖြင့်ဒီတခြားနိုင်ငံတွေမှာပညာသင်ဆုပေးရတယ်ပညာသင်ဆုဈေးစကားဆိုတာကအရင်ကြီးတယ်ပေါ့နော်ဆိုတော့ဒီ foundation ရေရှိတည်တံ့မှုလို့တွေ့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုး content တွေဖန်တီးပေးတာမျိုးတွေဒီဟိုကျွန်တော်တို့ဒီ smart than foundation မှာဆိုလို့ရှိရင်တကယ် main revenue stream က e-tama ဆိုတဲ့ youtube channel ကနေလာတယ်ပေါ့เนาะအဲအဲ့ဒီဒီ YouTube channel ကို develop ဖြစ်ဖို့လို့အတွက်ကျွန်တော်တို့ကူညီပေးရတာမျိုးတွေရှိတယ်ပြီးလို့ရှိရင်ဒီ account အနေနဲ့ကလည်းအများဟိုဒီအမြဲတမ်း donor stable မှာပဲမိခိုးနေတာမျိုးမဖြစ်ချင်ဘူးပေါ့เนาะဆိုတော့အခါကျတော့ကျွန်တော်တို့လူငယ်တွေအားနဲ့သူကဒီခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကိုတိချောက်တိ တိဆောက်ခဲ့ခြင်းလေပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဒီအပိုင်းတွေမှာကျွန်တော်တို့ contribute လုပ်ပေးရတယ်ဒါကလည်းဒီ Smithsonian Foundation ရဲ့ဒီတခြား scholarship တွေနဲ့မတူတဲ့ဟိုအချက်လက်တွေကတစ်ခုပေါ့နော်ကျွန်တော်အနေနဲ့ကတော့ကောင်းတဲ့အချက်လို့မြင်တယ်အထူးသဖြင့်ဒီ scholarship လျှောက်တဲ့ applicant ကတကယ်ကိုပဲဒီ YouTube channel တွေလုပ်ချင်တာမျိုးတွေ content တွေဖန်တီးချင်တာမျိုးတွေဆိုလို့ရှိရင် ဒီဘက်ကိုတကယ်လာရှောက်တဲ့လို့ထင်နေပေါ့နော်။အော်ဘာလို့လဲဆိုတော့ကျွန်တော် team တစ်ခုနဲ့အတူတူလုပ်ရတယ်ပြီးလို့ရှိရင်ဒီ angle ဦးတန်းရဲ့ခေါင်းဆောင်မှုအကနေလုပ်ရတဲ့အခါမှာကိုယ်အနေနဲ့သင်ယူစရာတွေသင်ယူလို့ရတာတွေအများကြီးပဲပေါ့နော်။ဆိုတော့ဒါကလည်းခွင့်လန်းတစ်ခုပဲဒီ financial ဘိုင်းမဟုတ်တဲ့တခြားကိုယ်တက်ဒီတိုးတက်ဖို့လို့အတွက်အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ကျွန်တော်မြင်နေပါတော့။ကိုကလာတကယ်ကိုပဲဒီ content ဖန်တီးရတာမျိုးတွေ စိုက်တယ်အဲ့လိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ scholarship ကတကယ်ကိုပဲအခွင့်အရေးကောင်းလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အာပြီးလို့ရှိရင်ဒီ scholarship အာရှောက်ပြီးတဲ့အခါမှာရသွားလို့ရှိရင် benefit အနေနဲ့ဗာရမှာလဲဆိုရင်အာ scholarship ဝင်တာဆိုလို့ရှိရင်တော့ဒီဒေါ်လာ1200ရမယ်ပေါ့နော်ဒေါ်လာ1200ရမယ်ဒေါ်လာ1200ဆိုတာတကယ်တမ်းတော့ဒီဟိုနိုင်ငံခြားမှာပညာသင်ဖို့လို့အတွက်က လုံလောက်တဲ့ပမာဏတော့မဟုတ်ဘူး။ဒါပေမဲ့ဘယ်လိုပြောမလဲအခွင့်အရေးတည်တည်လေးတွေကိုစုကန်ပြီးတော့တကယ်ကိုပဲဖြစ်အောင်လုပ်မယ်လို့စိတ်ကူးရှိရဆိုရင်တော့ဖြစ်နိုင်တဲ့ပမာဏတစ်ခုပေါ့နော်။ဆိုတော့ကြတော့ဒီလိုမျိုးဟိုအများကြီးလူတွေအများကြီးကိုလည်းကူညီပေးခြင်းနဲ့မြန်မာနိုင်ငံမှာလည်းခက်ခဲနေတဲ့လူတွေအများကြီးရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီစမတ်တန်ဖောင်ဒေးရှင်းအနေနဲ့ဒီ amount ကိုတတ်မှတ်ပြီးတော့ကြတော့ចောင်းသားတွေကိုကူညီပေးတယ်ပေါ့နော်။အာ ပြီးလို့ရှိရင်ဒီကျွန်တော်အနေနဲ့ပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဟိုဒီ1200ဒေါ်လာ1200ဆိုတဲ့ benefits တဲ့အများကြီးဆုမြတ်တဲ့ foundation စီကနေပိုရနိုင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဘာတွေလဲဆိုလို့ရှိရင်တည်ယူလို့ရတယ်ကိုယ့်ရဲ့ဒီအဆုမြတ်တဲ့ foundation ဖွဲ့စည်းပေါ့နော်။တင်းနဲ့တည်ယူလို့ရတယ်အကက်စီကနေတည်ယူလို့ရတယ်။ကျွန်တော်အခုဆိုလို့ရှိရင်ဒီ content တွေဖန်တီးရတယ်ဆိုလို့ရှိရင်ဒါ experience တွေပြီးလို့ရှိရင်နောက်မှာ ဒီကိုယ့်ရဲ့ profile မှာတကယ်ကိုပဲထည့်လို့ကောင်းတဲ့အတွေ့အကြုံတွေပေါ့နော်အာနောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ content pandemic ကမှာအခုဒီလို microphone အာကျွန်တော်ဆိုလို့ရှိရင်ဒီကျွန်တော် phone နဲ့အတန်သွင်းလို့မရတဲ့အခါမှာ phone ကအစားပေါ့နော်တကယ်လို့ဟိုထိတ်ဆိုင်နေတိုက်ဆိုင်နေအခါမျိုးမှာပံပိုးပေးတာမျိုးတွေရှိတယ်ပေါ့နော်ပြောလို့ရှိရင်တကယ်ကိုပဲစေတနာကောင်းပြီးတော့ចောင်းသားတွေအတွက်အရန်ကိုပဲ ဖြည့်ဆည်းပေးတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ပေါ့နော်။အော်ကျွန်တော်မြန်မာနိုင်ငံအတွက်တကယ်ကိုပဲလိုအပ်နေတဲ့အဖွဲ့အစည်းတွေကတစ်ခုဖြစ်တယ်။ကျောင်းသားတွေအတွက်အဖဖက်ကနေလိုက်ကြည့်ပြီးတော့မှန်မှုပေးတာမျိုးပေါ့နော်။အော်ဆိုတော့ကြတော့ဒါကတော့ဒီစမတ်တန်ဖောင်ဒေးရှင်းပေါ့နော်။စမတ်တန်ဖောင်ဒေးရှင်းလျှောက်တဲ့အခါမှာဘာတွေလိုအပ်မလဲ၊ဘယ်အချိန်မှာလျှောက်ရမလဲ။ပြီးလို့ရှိရင်ဒီ benefits တွေကဘာတွေရှိမလဲ၊ကိုယ်အနေနဲ့ဘယ်လိုပြန်ပြီးတော့ contribute လုပ်ပေးနိုင်မလဲ။ အော်ဒါမျိုးတွေပေါ့နော်ကျွန်တော် sharing လုပ်ပေးသွားတာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ပေါ့နော်ဒီ video လေးကနေတစ်ဆင့်ကျွန်တော်တို့ဒီ Smithan Foundation အတွက်ပေါ့နော်ဒီចောင်းသားတွေမြန်မာနိုင်ငံကအခက်အခဲဖြစ်နေတဲ့ចောင်းသားတွေပညာရေးကိုဒီဇိုင်းမမတ်ဆက်လက်ပြီးတော့သင်ကြားခြင်းပေမဲ့တကယ်ကိုပဲ financially အရအဆင်အဆင်မပြေတဲ့မတက်နိုင်တဲ့ပေါ့နော်ចောင်းသားတွေအတွက် အာဆက်ပြီးတော့အကူအညီပေးနိုင်မလို့အတွက်ပေါ့နော်ကျွန်တော်တို့ဒီ adopt a student ဆိုတဲ့ campaign မှာလည်းတက်နိုင်လို့ရှိရင်ပါဝင်ပေးဖို့လို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့လူငယ်တွေရဲ့ဘဝကိုပညာရေးနဲ့ပံ့ပိုးမြင့်တင်ပေးဖို့လို့အတွက်ဒီ Smith Dan Foundation မှာ ပါဝင်ပြီးတော့ကြတော့လူထမ်းပေးဖို့လို့အတွက် donor state ကိုလည်းဖိတ်ခေါ်ချင်ပါတယ် အာဆိုကျွန်တော်ကိုယ်တိုင်ကလေဒီ Smith Dan Foundation 2024ပေါ့နော်2025ပညာသင်နှစ်အတွက်အာ scholarship ရထားတဲ့အကြောင်းသူတယောက်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်ကတော့ scholarship နောက်ထပ်တစ်ခုထည့်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ Smith Dan Foundation ကို အော်ကျွန်တော်ရခဲ့တဲ့ scholarship ကိုတခြားတကယ်ကိုပဲလိုအပ်နေတဲ့အကြောင်းတို့တရားကိုကျွန်တော်လက်လွဲပေးလိုက်တယ်လက်လွဲပေးလိုက်ပြီးမြဲလို့ကျွန်တော်ကိုယ်တိုင်ကဒီ scholarship foundation ရေရှည်တည်တံ့မှုလို့အတွက်တကယ်ကိုပဲကူညီပေးခြင်းနဲ့ဆရာထက်တဲ့အတွက်ကြောင့်မလို့အခုချိန်ထိ volunteer အနေနဲ့ ကိုညပေးနေတာဖြစ်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့ဒီတခြားလူတွေကိုလည်းကျွန်တော်တို့ဒီလိုမျိုးလူငယ်တွေအတွက်ပညာရေးပညာသင်ကြားဖို့လို့အတွက်အခွင့်အလမ်းညပေးနေတဲ့ foundation တစ်ခုကိုရေးရှိဆက်လက်တည်တံ့ဖို့လို့အတွက်တက်နိုင်ရင်တက်နိုင်တဲ့ဘက်ကနေကူညီပေးဖို့လို့အတွက်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီနေ့ဒီ video လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye